မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းတဲ့စာလေးကတော့ဆရာတက္ကသိုလ်စိန်တင်ရေးသားတဲ့မြမဒီမိုကရေစီခီးနှင့်သူရာဦးတင်ဦးစာအုပ်တဲကဘ ෝජ ုတ်ကြီးသူရာဦးတင်ဦးကိုအာနာသိယံလန်ဒန်ကတနက်အလက်အထောင်ပို့ပေးသည်ဆိုသောကိစ္စ ဒီအတွင်းဟုံကြီးအမှုရွာအပတ်ဆိုသလိုအချင်းထောင်တွင်ရောက်ပြစ်ဒဏ်ခံနေရသောချိန်ရောက်ခါမှအပြင်တွင်ကာကွယ်ဦးစီးချုပ်၏လက်မှတ်ဖြင့်နိုင်ငံသားသို့ပြုတ်ဝဲ၏တနက်လန်းလန်းများမာယူတင်သွင်းသောအမှုဆိုသည်ကိုကြားလာရပါသည်။ဒါဒီမှာထောင်လိုင်းခင်မောင်ကအပြင်တွင်သတင်းသက်သက်ကြားလာခဲ့ပါသည်။ဗိုလ်ချုပ်ကြီးတင်ဦးတက်မတော်ကာကွယ်ဦးစီးချုပ်ဘွားတွင်နိုင်ငံသားသို့ပြုတ်ဝဲစာဖြင့် တလက်လက်နဲ့မှာ၍အာနာသိယံကြံစီစီဆိုသောအမှုတစ်ခုထပ်ဆွဲလိမ့်မည်ဟုတရင်ကြားရရောဆိုလာပါတယ်ကျွန်တော်ကထိုကိစ္စအတွက်ဘာမှစိုးရင်တော့ကမဖြစ်ခဲ့ပါဘူးကျွန်တော်ကခင်မောင်ကိုပြန်ပြောလိုက်ပြီမဟုတ်ပါဘူးကွာငါမှအဲ့ဒီလိုလှုပ်ဝက်လှုပ်ထားတဲ့ကိစ္စဘာတစ်ခုမှမရှိဘူးခင်မောင်ကအပြင်မှာသူတို့ပြောနေကြတယ်အဘစီဒီအမှုရောက်လာလိမ့်မယ်ထင်နေတော့တယ်ကျွန်တော်ကလာခြင်းလဲလာပါစီပေါ့ကွာငါမှလုံထားရတယ် ဘာမှပြစ်မှုလုပ်ထားတာမရှိဘူးကျွန်တော်စိတ်ထဲတွင်တော့ဒီလူတွေငါ့ကိုဒီလောက်လှုပ်ထားရအောင်မကြင်နဲ့သေးလို့လောက်ကြံပြီးဆွဆဲဖို့အမှုစင်ကြပြန်ပြီထင်နေစဉ်းစားမိပါတယ်နောက်တော့သတင်းမှန်ရလာပါတယ်ကျွန်တော်တက်မတော်ကကွယ်ဦးစီးတို့ဖြစ်ခဲ့တဲ့ကဥဒ္ဒန်ဇာပနာအကြီးခင်းတို့အလုသမားအကြီးခင်းတို့မှာစစ်တပ်ကဝင်ရောက်ပြစ်ခတ်ရှင်းလင်းရသည်မှာမလုတဲ့မလုအပ်သောလောက်ရဖြစ်သဖြင့်နောင်တွင်ဤကဲ့သို့အခြေအနေမျိုးကြုံခဲ့လေ စစ်တပ်ကိုမတုံ့တော့ပြီးရဲတပ်ဖွဲ့ကိုလိုအပ်သောလက်နက်တပ်ဆင်ပေးပြီးလူစုခွဲရန်စီမံချက်ရေးဆွဲထားမှုပါတယ်။ထိုစီမံချက်အရရဲတပ်ဖွဲ့တွင်၃ရန်တလုံးတို့ဗတ်တကြိုက်တနက်များဝယ်ယူရန်စီစဉ်ခဲ့ပါတယ်။တနက်နာမည်က Anti Riot Gun လူစုလူဝင်နှင့်အကြမ်းဖက်လာရင်ဖြိုခွင်းသောတနက်ပါပဲ။ထိုအမျိုးသားတနက်ကိုနိုင်ငံခြားမှဝယ်ယူလို့ရင်ကျွန်တော်ကတပ်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်စဉ်က ကျွန်တော်ဤသဘောတူညီချက်ရှိမှလားမာယူခွင့်ရှိပြင်ထိုလက်နက်ကိုမာယူရန်ကျွန်တော်လက်မှတ်ထိုးခွင့်ပြုချက် ထုတ်ပေးခဲ့ပါတယ်။လက်နက်ကအင်္ဂလန်နိုင်ငံမှထုတ်လုပ်သဖြင့်အင်္ဂလန်နိုင်ငံသို့အမှားသာပို့ရပါတယ်။ထို့တွင်ဘုံနေဝင်အင်္ဂလန်နိုင်ငံသွားရောက်စဉ်ကျွန်တော်လိုက်ပါသွားရသဖြင့်အဆိုပါတနက်မာယူသောကိစ္စကပေါ်ပေါက်လာပါတယ်။ကျွန်တော်တို့ကထိုလက်နက်မျိုးမာယူသဖြင့်ရည်စရာဖြစ်သွားပါတယ်။သူတို့နိုင်ငံနဲ့အိမြခဲနောက်ကြာသော လက်နဲ့သနဆက်ယုံမရှိတော့ဘူးဆက်ယုံပိတ်သွားပြီဟုပြောကြပါတယ်ထိုစဉ်ကဥနေဝဲမှာကဘာတစ်ပတ်လျှောက်လေခဲ့တဲ့ကျွန်တော်ကိုခေါ်သွားခဲ့ခြင်းဖြစ်ပါတယ်တန်ယုံရှိရအရာရန်တွေကကျွန်တော်ကိုအပြစ်တင်ကြပါတယ်ဘိုးစုကဒီလက်နဲ့အဟောင်းမြင်းနေဝဲဖို့ဘာကြောင့်လက်မှတ်ထိုးရတာလဲတဲ့ဒီမှာကျွန်တော်က ရှင်းပြရလေတယ်ယခင်ကစစ်တပ်မှာမောင်းမြန်တဲ့နှက်ဖြင့်ပြစ်ခတ်သဖြင့် ီလိုအမှုမျိုးမဖြစ်စေသူတို့ကြောင့်ရဲတပ်ဖွဲ့ကိုတုံးပါမယ်ရဲတပ်ဖွဲ့ကိုကာယံအတွက်တစ်ချက်ချင်းပြစ်ခတ်ရသောတလုံးလုံး anti riot gun ကိုဖြစ်ပါမယ်လူအသေးပြောက်မရှိသေးရန်လူအပ်၍မှားရခြင်းဖြစ်ပါတယ်ဤတွင်အင်္ဂလန်နိုင်ငံရှိမြန်မာတိုင်းဥမာအရာရှိတွေကအဆိုပါလက်နက်စက်ရုံနှင့်ဆက်သွယ်ဤမျိုးစားလက်နက်အလက်ထောင်ဝယ်ယူလိုသည်ဟုထပ်မံမေတ္တာရက်ခံရပါတယ် စေယုံကလည်းဒီလိုဆိုရင်လှုပ်ပေးပါမယ်။စေယုံရှိထုံးလုံးမှုဆက်များပြန်လဲတက်ဆင်ပြီးစီဝင်ပေးပါမယ်ဟုအကြောင်းပြန်ပါတယ်။ဤသို့ဖြင့်ကျွန်တော်တို့ကထိုးလက်နက်သနတ်တစ်ထောင်ကိုမှာယူခဲ့ပါတယ်။ပြဒနာဖြစ်ချင်တော့ယခုကျွန်တော်အကျဉ်းထောင်ထဲရောက်တော့မှ ထိုဗတ်တဆိုင်တနက်တထောင်ရောက်လာပါတယ်။ရောက်လာတော့လေကာကွယ်ဥစည်းချုပ်နာမည်တက်ပြီးရောက်လာပါတယ်။သို့သောဒီပစ္စည်းကို မှာယူစဉ်ကလည်း ထိတ်တန်းလျိုးဝှက်အဆင့်ဖြင့်မှာယူခဲ့ခြင်းဖြစ်ပါတယ်။အမှန်တော့လက်နက်မှာယူသည်ဆိုရမှာလူသိခံဝင်သော ကိစ္စမှာမဟုတ်ပဲဘူး။ဘယ်သူမှမသိစေရပင်ထိုကိစ္စကိုကျွန်တော်ကာကွယ်ရေးဝန်ကြီးနဲ့ကာကွယ်ဦးစီးချုပ်သာသိစေမည်။ PDA ဝန်ကြီးသိမည်ထို့နောက်နိုင်ငံတော်ဝန်ကြီးချုပ်သိမည်။သို့သောရဲတပ်ဖွဲ့သုံးမိလက်နက်ကိုကာကွယ်ရေးဝန်ကြီးဌာနကပင်တာဝန်ခံ၍မှာယူပေးရခြင်းဖြစ်ပါတယ်။ဤသို့ဖြင့် ဆိုပါဗတ်တဆိုင်တလုံးတို့တနတ်တွေကာကွယ်ရေးဝန်ကြီးရုံးတို့ရောက်လာတော့ခါပြည်ရေးဝန်ကြီးဌာနမှတဆင့်ရဲတပ်ဖွဲ့ကိုရဲပြောင်းပေးရပါတယ်။ဤမှာပင် သမောဒါမှတ်ချက်လွဲလေးတွေပေါ်လာပါတော့တယ်။ကျွန်တော်ကာကွယ်ရေးဦးစီးချုပ်ကနိုင်ငံတော်အာဏာကိုအသိဉာဏ်ရွှေ့ဝှေ့ပါယူထားသောလက်နက်များရောက်လာပြီးဤသို့ထောက်လိုင်းခင်မောင်ကလာပြောပါတော့တယ်။ထို့ကြောင့်ကျွန်တော်ကခင်မောင်ကိုဤသို့ပြောလိုက်တယ်။ခင်မောင် မင်းပြောတာမဟုတ်ဘူးကွာငါကာကွယ်ဦးစီးတို့ဘွားမှာဒီတနက်လက်နက်တောင်ကိုမှားခဲ့တယ်ဆိုတာဟုတ်တယ်ဒါပေမဲ့ဒီလက်နက်တွေကရဲတပ်ဖွဲ့မှာသုံးဖို့ငါကတာဝန်ယူပြီးမှာယူပေးရတာမင်းနှစုံတစ်ပြားကြားလာခဲ့သလိုငါကဘာလို့ဖို့ညာလို့ဖို့ဒီလိုအကြံစီနဲ့ဒီတနက်တွေကိုမှားယူခဲ့တာလုံးဝမဟုတ်ဘူးသို့တော့ခင်မောင်ကတော့သူကြားလာသောသတင်းမှားကိုအများကလက်ခံဆွဆွဲနေကြသည့်အကြောင်းသာထပ်ပြောနေဒီနောက်မှာသူကပြောလာသည် မဟုတ်ဘူးပါကြီးသူတို့ထင်ရမယ့်ပြောနေကြတဲ့ကိစ္စယခုအပြေမှန်ပေါ်ပါပြီဒီလက်နဲ့တွေရဲတပ်ဖွဲ့ကိုပြေးလိုက်ပါပြီတဲ့ဒီလိုဖြင့်ထိုကိစ္စအတိများနေပြီလက်စာအသက်သွားသည် ကျွန်တော်တို့အင်းစိန်အချင်းထောင်ထဲတွင်ရှိတဲ့ကအပြင်၌မှိုင်းရပြီးအရေးခင်းတရင်ကြရပါတယ်ထိုစဉ်ကခေါင်းဆောင်သူကကြောင်းသားခေါင်းဆောင်ကိုကြည်ဝင်းကိုကြည်ဝင်းမှာ နောက်အခါတွင်မင်္ဂလာလုံးမဲဆန္ဒနှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDE လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါတယ်။မင်္ဂလာလုံးမဲဆန္ဒနယ်တွင် ကိုကြည်ဝင်းနှင့်အတူရွေးခံခဲ့ရသော နောက်တူမှရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဒွေးဤဖခင်ဖြစ်ပါတယ်။သူ့နာမည်ကိုမေ့နေပါပြီ။သူကတက်မတော်မှဒုတိယဝန်ကြီးလမောင်ဤသားဖြစ်ပါတယ်။ဒွေးဤဖခင်ဖြစ်သူမှာရခင်က NLD အတွက်အလွန်အလုပ်လုပ်ပေးခဲ့မှုပါတယ်။ ို့သောနောက်ပိုင်းတွင်ဘက်ပြောင်းသွားခဲ့ပါတယ်။သူကအဆက်သွင်းနေသည်မှာသူ့ဖခင်စင်းမူဝန်ကြီးလှမောင်ဖြစ်ပါတယ်။ဝန်ကြီးလှမောင်မှာစင်းမူဆိုတော့လေသူက MBBS ဘွဲ့ရမဟုတ်။သူ့ထက်တစ်ဆင့်နေသော LMP ခေါ်စေကူလာခွင့်လက်မှတ်ရသူဟုဆိုနိုင်ပါတယ်။ထို့ပြင်ဘုံမူကြီးလှမောင်ကဗိုလ်ချုပ်နေဝင်းတို့နဲ့အတူတက်ထဲမှာပါလာသူဖြစ်ပါတယ်။ဒေါက်တာလှမောင်ဟု ခေါ်ကြပါတယ်။ သူကအသက်အရွယ်ကြီးတော့လေ့ကျင့်ရေးတက်မှာတန်ရင်မှုဖြစ်လာပါတယ်။အကျဉ်းဆောင်တွေအတွေ့အကြုံများကို ပြောပြရပါဦးမယ်။အထက်တနည်းအားမှာဘုံဝင်းသိန်းနဲ့ဘူဘတ်ဂျက်တို့ရန်ဖြစ်ခဲ့ကြကြောင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဘူကြီးဘတ်ဂျက်မှာဘုံမူကြီးတန်တင် PSO ကိုရရှိဖြစ်ပါတယ်။သို့တော့ဘူကြီးအောင်ကျော်မြင့်အကျန်းစီကိုဘုံမူကြီးတန်တင်အားလာပြောသူမှာဘူကြီးဘတ်ဂျက်မဟုတ်ပဲဘုံဝင်းသိန်းသာဖြစ်ပါတယ်။ ဒီလိုဒီလိုပဲတိုင်းပြည်မှာတော့ဒီလူကြီးတွေကြောင့်ပျက်စီးနေပြီသူတို့ကိုဖယ်ရှားပြစ်နိုင်မှတိုင်းပြည်ကောင်းပြီဟုစသည်ဖြင့်ပြောကြားသွားပါတယ်ဘဝင်းသိန်းကသူနဲ့ဗိုလ်ကြီးအောင်ကျော်မင်းတို့အစီအစဉ်ကိုဗိုလ်ဘတ်ချစ်အားပြောကြားခဲ့ပြီးပြီသို့တော်ဗိုလ်ဘတ်ချစ်ကလင်းလင်းမာမာစဉ်းစားပုံရပါလိမ့်ထို့ကြောင့်ဒုက္ခိတာအားလုံးသူ့ဆရာဗိုလ်မူကြီးတန်းတင်ကိုထုတ်မပြောဘဲသို့သောတိတ်တိတ်နေခဲ့ပါတယ်ဒီအချိန်မှာလူငယ်ရာရှိတော်တော်များများကလက်ရှိမူဝါဒစနစ်ကိုပြောင်းပြင်မှ တိုင်းပြည်ပြန်ကောင်းပြီဟုနားလေတိုင်ပင်ထားကြပြီဖြစ်ပါတယ်။ဤတွင်ယခုကဲ့သို့အမှုပေါက်ကြားသောအင်းစိန်အကျဉ်းတော်ထဲရောက်ကြသည်မှာမင်းကြောင့်ငါကြောင့်မဟုတ်ဘူးအချင်းတန်းရင်ငါဆရာသမားဟုငါပြောမှာပေါ့။ယခုတော့မင်းကဆန္ဒစိုးပြီးငါဆရာဟုလာပြောလို့အခုကိစ္စကမင်းတို့ငါတို့မှာမိသားစုကွဲအလုပ်ပြုတ်ပြီးထောင်ထဲဝင်ရတာဟုဘိုးဘက်ချစ်ကဘိုးဝင်းသိန်းကိုရန်လုပ်ပါတယ်။ဖြစ်ပုံကပထမတွင်ဘိုးဝင်းသိန်းရှိနေသင်ပေးသည့်အတိုင်းသာ ဘူးခိုင်ငင်းကွယ်အစ်စ်ခံခဲ့ပါတယ်။မူသားစကားတွေသာဖြစ်ပါတယ်။ယခုအမှန်ကိုပြန်လဲအစ်စ်ခံမရစေဟုရုံးတော်ကိုတောင်းပန်တာအမှုကိုအဆအဆုံးဖော်ပါတော့တယ်။ဒါကိုဘောဘချစ်ကဘိုလ်ဝင်းသိန်းအားအစတုန်းကမလုပ်ပါဘူးမဟုတ်ပါဘူးငင်းဆန်လျက်နောက်တော့အကုန်လုံးဖော်ပြီးသူတစ်ပါးပေါ့အပြစ်တွေပုံချထွက်ဆိုသွားတယ်ဟုအပြစ်တင်ပါတယ်။ဤတွင်ဘိုဘချစ်နဲ့ဘိုလ်ဝင်းသိန်းတို့အများမခံအောင်ရန်ဖြစ်ကြပါတော့တယ်။ ကျွန်တော်ကိုတရားရုံးနေစစ်ဆေးရတွင်3-4ရက်နှင့်ပြီးသွားပါတယ်ဘဝင်းသိန်းကိုစစ်သောအခါမှာပထမမူသားလိန်စင်းလေးထွက်ဆို crush မေးခွန်းနေဆိုရရှိနေကမေးသောအခါပေါက်တက်ကြရပြန်ပြေးရှေ့စကားနဲ့နောက်စကားကွဲလွဲပြီးအစ်စ်ခံလာသည့်အချက်တော်မှာအပေါက်အပြဲတွေဖြစ်နေပါတယ်ဒီတော့မှဘဝင်းသိန်းစိတ်ညစ်ပြီးအမှန်ကန်ပြောပါတော့မည်ဟုကျွန်တော်ကိုပြန်စစ်ပါဟု ပြောသည်ဖြင့်အမှုမှာရှေးမျောကြီးဖြစ်ကား ရက်တွေကြာသွားခဲ့ပါတယ်။တလားဝဲလောက်နောက်ဆုတ်သွားခဲ့ပါတယ်။နောက်ဘုံဝင်းထိန်ကို ဆက်စစ်ပါတယ်။ဘုံဝင်းထိန်မှာယခုမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဘိုဟိုမှပုံကို ဖြစ်ပါတယ်။ကျွန်တော်ကိုတမတော်ကာကွယ်ဦးစည်းတော်ဝင်မှရန်နာလိုက်စဉ်ကဘုံဝင်းထိန်ဒီကျွန်တော်အိမ်သို့မကြာခဏရောက်လာတတ်ပါတယ်။ဘုံဝင်းထိန်နဲ့အတူပါဝင်လာသူမှာနာမည်ကြီးမူဇိုကျောင်းပိုင်ရှင်ဒေါ်ရင်ဝိုင်းခင်မော ဘိုးကြီးအောင်ကြီးထင်ပါတယ်ဘဝင်းထိုင်တဲ့ဘိုးကြီးအောင်ကြီးတို့ကကျွန်တော်ကို ပြောပါတယ်ဘိုးချုပ်တဲ့ဘိုးချုပ်ကအသိရိုးတာကိုဆိုရှယ်လေးစနစ်ကိုလှုပ်ဆောင်ရသူတွေထဲမှာနောက်ဆုံးဘလို့ညီကုန်းချုပ်သွားတာဘိုးချုပ်မဖတ်ဖူးဘူးလားဖတ်ကြည့်ပါဟုဘိုးအောင်ကြီးက animal farm ဟူသောစာအုပ်ကို ပေးသွားခဲ့ပါတယ်အခင်ပါတော်ဘာသာပြန်သည့် George Orwell စာအုပ်ကိုလက်ဆောင်ပေးသွားပါတယ် နောက်ဆိုဗီယက်ရုရှားမှာဖြစ်နေတဲ့ဘောရစ်ပတ်စတာနက်ရေးသည့်စာအုပ်များနောက်ရုရှားစာရေးဆရာဆိုဇင်နစ်ဇင်ရေးသည့်စာအုပ်များပေးပို့ပါတယ်ဖတ်ကြည့်သားမှာသူတို့နောက်ဆုံးဘာတွေဖြစ်ကုန်သလဲသိရမည်တဲ့ကျွန်တော်တို့ကဒီအချင်းလေးကိုသိနေတယ်ဒါပေမဲ့ကျွန်တော်တို့ research သုတေသနလုပ်တဲ့အစီအမံမတင်နိုင်ဘူးဟုလည်းပြောပြပါတယ် လူငယ်တွေကကျွန်တော်အိမ်ကိုလာပြီးဒီလိုအားပေးစကားတွေပြောကြပါသေးတယ်ဘိုးလုံးမပူနဲ့ဘိုးလုံးဒီလိုဖြစ်တာကိုတရားမျှတမှုမရှိဘူးဆိုတာကျွန်တော်တို့လူငယ်လူလာပိုင်းတွေအားလုံးသိကြတယ်တချို့အရာရှိတွေကတော့တက်တွင်းရှင်းလင်းပွဲတွေမှာအဖြစ်မှန်ကိုတည်တည်ထက်ထက်မသိကြပဲအယံကာရောပို့ပြီးပြောကြတယ်ဟူလေအားပေးစကားပြောကြကြပါတယ်ကျွန်တော်ကိုယာရုက ဖြုတ်ပြီး နောက်တနေ့မှာတက်တွင်းရှင်းလင်းပွဲလုပ်ရန်ကြီးညာချက်ထွက်လာပါတယ် သို့သောဗိုလ်ချုပ်ကြီးကျော်ထင်းကထိုရှင်းလင်းချက်နဲ့ပတ်သက်၍ကျွန်တော်ကိုထိခိုက်နစ်နာအောင်ဘာမှမပြောခဲ့ပါဗိုလ်ချုပ်ကြီးတင်ဦးရာထူးကနားရတဲ့ကိစ္စနဲ့ပတ်သက်ပြီးစာရွက်တွေထွက်သွားပြီဘယ်နေ့ဘယ်ရက်မှငါတို့စီစီစီဝေးလုပ်တယ်သူ့အမျိုးသမီးရဲ့စာရွက်မှုနဲ့ပတ်သက်ပြီးဗိုလ်ချုပ်ကြီးတင်ဦးကိုအနာပေးလိုက်တယ်ဒီကိစ္စကိုသက်ဆိုင်ရာပါတီစီကန်းထိန်းသိမ်းရေးကလည်းစစ်ဆေးရေးယူမှုပြုလုပ်သွားမယ်ဒီလောက်ပဲငါပြောချင်တယ်ဆိုပါတယ်ဗိုလ်ချုပ်အေးကိုကတော့ ီလိုမဟုတ်ပါဘူးဘုံလင်းဦးစရိကဘလိုဟာတွေဘာတွေစားသွားတယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ကျွန်တော်အကြောင်းကိုမကောင်းသတင်းဖြစ်အောင်ပြောသွားပါတယ်ယခုတော့ဘိုးကြီးကိုစုံသွားရှာပါပြီအကြခင်မှာကွယ်လွန်အနေဆရောက်သွားရှာပါတယ်သူယာယီတယင်းမှုဖြစ်ခါစခလာရ30မှာပါ ကျွန်တော်လက်ထပ်မှာပဲ ဖြစ်ပါတယ်ဒီကမှာခလာရ30ကိုတယင်းမှုရာလူဖြင့်ပြောင်းပါတယ်နောက်တော့ဗိုလ်ချုပ်နေဝင်းက တရင်လေးမှာလုတ်ခဲ့တဲ့လူကောင်းတွေသူ့နားမှာထားတယ်မင်းရှာပြီးစူဆောင်းပေးဟုခိုင်းသောကြောင့်ကျွန်တော်ကိုယ်တိုင်ဘုံမူဆန်ချီနဲ့ဘုံမူအေးကွာဘုရုံနေဝင်းကို ထောက်ခံပေးပို့ခဲ့ပါတယ်ကျွန်တော်လောက်မှာ ကိုကြီးကိုလုတ်ခဲ့ခြင်းကယာယီတရင်မှုဘွားကျွန်တော်ခိုင်းတာအကုန်လုံးပြီးလုတ်ခဲ့ပါတယ်ကြိုက်ပြီဘက်မှာမုတ်ဆိုးကော့ကစားတို့ KNDO တွေကိုဝန်ကြီးအေးကိုရင်ဆိုင်ခဲ့ရပါတယ်။ဒီမြမကသေးကျွန်တော်ကိုယ်တိုင်ဦးစီးတိုက်ခိုက်ခဲ့သော ပဲဘကိုးရိုးမရှိဗမာပြည်ကွန်မြူနစ်ပါတီကိုဖျက်လေးဖျက်စီမံကိန်းမှာဝမှုအေးကိုကိုယ်တိုင်ဦးဆောင်တိုက်ခိုက်အောင်မြင်ခဲ့သောမှတ်တမ်းရှိပါတယ်။မြဝကျွန်းမော်ဒေတာတိုက်ပွဲများအောင်မြင်ခဲ့သည့်ဖြင့်နာမည်ရလာပါတယ်။ဘုလုံးနေဝင်ကတရေးလေးမှလူဟောင်းတွေရှာပေးပါဆိုတဲ့အခါအထက်ပါဘဝေးကိုကြီးအရေးချင်းများကိုထောက်ခံတင်ပြပြီးပို့ဆောင်ပေးလိုက်ပါတယ်။ပထမတော့ဘိုးအေးကိုကရိုးရိုးတိုင်ရင်မှုပါပဲနောက်တော့ကာကွယ်ဦးစီးချုပ်ရုံရောက်လာတဲ့အခါ ဒုတိယဗိုလ်ချုပ်ကြီး နောက်မြန်မာ ဆိုရှယ်လစ်လမ်းစဉ်ပါတီမှာ တွဲဘက်ထွေထွေအတွင်းမှု နောက်ဒုတိယသမ္မတအဆင့်ဆင့်ဖြစ်လာပါတယ်။ဗိုလ်ကြီးကိုနေကျွန်တော်တို့ကြားမှာဘာမှညူညင်စရာအညှိုးတေးမရှိခဲ့ပါဘူး။ကျွန်တော်ကသာသူ့ကို ထောက်ပံ့ချီးမင်းခဲ့တဲ့ကဏ္ဍများရှိခဲ့ပါတယ်။သို့သောကျွန်တော်ကိုရာထူးမှအနားပေးလိုက်သောအခါဗိုလ်အေးကကျွန်တော်ကိုဒီလိုအပြစ်ပေးလိုက်ခြင်းမှာမှန်ကန်ကြောင်းပြောသည် ပြန်ကြားရပါတယ်။ ဘုံနေဝင်းကသူ့အပေါ်ဂျင်းနဲ့နှစ်သက်စီရင်ဘဝေးကိုကထိုးထိုးပြောခြင်းဖြစ်နိုင်ပါတယ်ဘဝေးကိုပြောသည့်စကားကိုကြားရသောလူငယ်အရာရှိတွေကကျွန်တော်ကို အားလုံးပြန်ပြောကြပါတယ်တိတ်ဆိုးတာပဲပို့ချုပ်ရကြားရတာစိတ်မချမ်းသာပါဘူးအမှန်ကတော်နေသိုံပြောလို့ရပါတယ်တင်ညာတထဲမှာပါသိတဲ့လောက်ပါရင်ပြောရင်ရပါပြီအခုတော့ဘိုးချုပ်ကတော့ဒီလိုတွေလို့တော့ဘာတွေဖြစ်ယခုလိုအပြည့်အံချမှန်ခါရပြီးရာထူးဖြုတ်တော်ကိုဘဝေးကအကျယ်တဝင်းလျှောက်ပြောနေတယ် ကျွန်တော်ကိုတပည့်အရာရှိများကလာပြောကြခြင်းဖြစ်ပါတယ်။အမှန်ကတော့လမ်းစဉ်ပါတီကပါတီစည်းကမ်းထိန်းသိမ်းကော်မတီရေးသားဖြန့်ဝေသော စာတမ်းထဲမှာဖော်ပြပါရှိသည်မြပြောပြလင်လဲပြီးနိုင်ပါလေ။ဘွေးကိုကဥနေဝင်သဘောကြောင်ကျွန်တော်မလုပ်ခဲ့သော ပြစ်မှုများကိုလုံးတရောင်ရောင်ရှောက်ပြောခြင်းမင်ဖြစ်နိုင်ပါတယ်။ဘိုးချုပ်အေးကိုအားဥနေဝင်ဘလို့နှိမ့်ချသဘောကြသွားသည်လဲမသိဘူး။ နောက်ခါတွင်သူကဒုတိယကာကွယ်ဦးစီးချုပ်ဒုတိယသမ္မတအထိတက်ဖြစ်လာသေးသည်မဟုတ်ပါလား။အင်းစိန်အကျင်းထောင်ထဲတွင် ပြည်တံခန္ဒီရစဉ်ကအเจ้าရာကလေးများတတိယပါသေးတယ်။အကျင်းထောင်တွင်မှာဆိုတော့ကျွန်တော်တို့မှာ12ရာသီပွဲတော်တွေဘာမျှခံစားထိတွေ့လိုက်ခြင်းမရှိ။ကြံကြရလည်းမသိ၊ကစုံကြော်ရေးသုံးပွဲလည်းမနှွဲ။ဝါဆိုလာပြီဓမ္မစကြာနေလဲသူ့ဘာသာကြော်သွားသည်ပါပဲ။တရင်ကြော်ရဆောင်မုံပွဲတော်တော့ တတိတော့ရတယ်အချင်းထောင်ထဲမှာဘာမျှလှုပ်ရှားမှုမရှိ။ဩပြောရအောင်မယ်။ပထမချင်းအချင်းထောင်ကြစဉ်ကဘုရားရှိခိုးပရိစိတ်တာပဲရှိတယ်။ဥမုတ်တဲ့ရှင်ပါသီလာစောင့်ထိန်နေများလုံးဝမရှိခဲ့တာကိုသတိရမိပါတယ်။ထိုစဉ်ကဗုဒ္ဓဘာသာဝင်ပြီးပြီးဘုရားကိုတော့အမြဲရှိခိုးကြောခဲ့ပါလေ။ယရနာသုံးပါးကိုပူဇော်ကြောပါလေ။၅ပါးသီလာကိုအမြဲစောင့်ထိန်ပါလေ။ထိုမြတ်သာဘာသာရေးကိုလုံးဖြည့်ခဲ့ပါလေ။ ထို့ပြင်ဘာသာရေးနဲ့ပတ်သက်ပြီးဒီထက်ပို၍ဘာမှနားလည်သည်လည်းမရှိဘာမှလည်းမသိငယ်စဉ်ကာလအဖေကွယ်လွန်ကာနီမှာကိုရင်ဝိစင်ကဗုဒ္ဓကျမ်းစာအချို့တင်ယူခဲ့ဘူးသည်သာရှိပါတယ်။သို့သောနားလေတက်ချွမှုကလုံးဝမရှိခဲ့ပါဘူး။ပသိင်တွင်အမျိုးသားအထက်တန်းကျောင်းပညာသင်ကြားစဉ်ကဗုဒ္ဓဘာသာကိုဘာသာရပ်တစ်ခုဖြင့်တင်ယူခဲ့ဘူးခြင်းတော့ရှိပါတယ်။သို့သောဘာသာရေးနှင့်ပတ်သက်၍ထက်ထက်မြက်မြက် အသိပညာအကျွယ်ဝခဲ့သည်တော့မရှိခဲ့ပါကျွန်တော်ထိုသို့ပြည်တံခံရပြီးအကျဉ်းကျနေသည့်အဖြစ်ကိုအမေအားမပြောပြရန်ဇနီးဒေါက်တာတင်မိုးဝေကိုမှာကြားထားသည်ဖြင့်အမေကလုံးဝမသိရှာပါသို့သောဘယ်သို့ဖြစ်သည်မသိအကြမ်းမ ాయి စစ်စေးုံနေတင်ကုသနေရသောအမေသည်ကျွန်တော်အကြောင်းကြားသိသွားလေသည်အမေကိုစေးုံတင်ကုသသည့်အကြောင်းမပြောရသည်ကျွန်တော်တမတော်ကဝေးဦးစည်းချုပ်တာဝန်ထမ်းဆောင်နေတဲ့ကအမေမကြမ်းပါသဖြင့် တမရောကာကိုရေးဆေးုံကြီးတွင်တင်၍ကုသနေပါれအမေယောဂါမှာအဆုတ်ပွခြင်းဖြစ်ပါれအမေဝေဒနာသက်သာသဖြင့်ဆေးုံကဆင်းလာပြီးနောက်မှမှကျွန်တော်ယာရုကနားခိုင်းခဲ့ခြင်းဖြစ်ပါれဤတွင် အမေကောင်းစွာမကြမ်းပါ၍ဆေးုံပြန်တင်ရပါれထို့သောကျွန်တော်အလုတ်ပြုတ်သည့်အချိန်၌အမေဆေးုံတက်နေစဉ်မှာကျွန်တော်အသွားရေးအမေကိုကြော်ရင်ကျွန်တော်အလုတ်ပြုတ်ပြီးအမေဟု ပြောလိုက်ပါれထို့အခါတွင်အမေကငါအသားရဲ့ မင်းအလုံးပြုတ်တာအမေတော့ဝမ်းသာလိုက်တာအခုမှပဲငါသားနဲ့အမေအတူတွေ့ရတော့မယ်အတူနေရတော့မယ်ဟုတ်အမေကရေမောမောအားပေးစကားပြောပါတယ်အမေကဤသို့လည်းပြောပါသေးတယ်ငါသားအလုံးပြုတ်တော့ဘာရေးလဲကွအမေရှာကျွေးမှာပေါ့တိုးရင်ကအမေအသက်မှာ80နားကတ်နေပြီဒီရွယ်အိုကြီးအိုမကြကာမအမေကအားမလျှော့သေးပဲကျွန်တော်စိတ်ချမ်းသာအောင်ပြောနေပါသေးတယ်ကျွန်တော်က အမေရဲ့ကျွန်တော်တို့မပူပါနဲ့ကျွန်တော်ဘာသာထမင်းတလုံးတော့ရှာစားလို့ရပါသေးတယ်ဟုပြောလဲမယ။အမေက မဟုတ်ပါဘူးငါသားကိုငါလှုပ်ကြွေးမယ်ဟုစသည်ဖြင့်ကျွန်တော်ကို အားပေးစကားပြန်ပြောပါတော့တယ်။အမေစကားမှအလကားပြောခြင်းမဟုတ်အဖေကွယ်လွန်ပြီးနောက်ကျွန်တော်တို့သားသမီးတွေကို အမေလှုပ်ကြွေးစောင့်ရှောက်ခဲ့သည်မဟုတ်ပါလော။ပြောခြင်းသေးသည်ကျွန်တော်ကာကွယ်ဦးစီးချုပ်ယာရုကဖေရှားခံရခြင်းကအမေ စေယုံတက်နေခြင်းဖြစ်ပါတယ်ကျွန်တော်စစ်စေယုံအုပ်ကြီးထံစာရေးလိုက်သည်ကျွန်တော်တမ္မတော်ကာကွယ်ဥစည်းချုပ်ရာထူးမှနားယူပါပြီထို့ကြောင့်ကျွန်တော်မိခင်ကိုတမ္မတော်စေယုံကြီးမှအိမ်ပြန်ပို့ဝေးပါရန်မေတ္တာရက်ခံပါသည်ဟုထို့ကားတမ္မတော်စေယုံကြီးစေယုံအုပ်ဘုံမှုကြီးထံမှစာပြန်လာပါသည်တမ္မတော်စေယုံကြီးသည်တမ္မတော်သားရာရှိရာခံအကြက်တက်သားတို့နှင့်မိသားစုကိုတာဝန်မှနားတော်လဲအချိန်ပြည့်တာဝန်ယူ စောက်ရှောက်ကုသပေးမည်ဖြစ်ပါသည်ဟူ၍အမေစေယုံတိုက်နေစဉ်ကကျွန်တော်ယာဓုမှအနာယူသည့်အကြောင်းကိုကြားတော့ကြားတော့ကြားပါလိမ့်မည်သို့သောအမေကိုစေယုံမှာပင်ကျွန်တော်ကိုယ်တိုင်သွားရောက်တွေ့ဆုံကြတော့ပြုစုရင်အသိပေးပြောပြလိုက်ရပါသည် နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးဖော်ပြပေးသွားမှာမို့စောင့်မျှော်နားဆင်ကြပါဦးခင်ဗျာ။